ဒီလိုကြီးဖြစ်သွားလိုက်မယ်လို့ဘလို့အထင်ပါလဲဗျာတကယ်ကိုအဆင်မကောင်းစရာဖြစ်ရပါပဲ ကောင်းဖြစ်စရာနဲ့တန်ဝေကားရစရာတရင်တစ်ပုတ်တက်လာလို့ပါအာမတဲအစိုးရအဒီနိုကဒီဆုံးသွားတဲ့အစိုးရရေမွန်ရဲ့တခြင်းကိုစင်ပေါ်မှာစုံနေတန်းလန့်နဲ့ဟာတက်ရပြီးတော့အဲ့ဒီစင်ပေါ်မှာပဲလဲကြပြီးတော့တေဆုံးသွားတယ်ဗောနော်အဲ့ဒီဗီဒီယိုကိုရိုက်ပေးတာကလည်းသူ့မျိုးသမီးကရိုက်ပေးတယ်လို့ဒါ Facebook မှာတင်ထားတယ်တွေ့တယ်ဒါကတိုက်တိုက်ဆန်ဆန်ကိုရေမွန်ရဲ့တခြင်းကိုစုံနေနေကိုဖြစ်သွားတာဗျာ လည်းရေမွန်ကိုနောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့အာတီဆိုတဲ့တခြင်းဟုတ်လို့သူကအမတ်တရအနေနဲ့ရိုက်ပေးပါဆိုပြီးရောတဲ့ရိုက်ခိုင်းလို့အမျိုးသမီးကရိုက်ပေးထားတဲ့ဗီဒီယိုဆိုပြီးရောတင်ထားတယ်ကွာအဲ့တော့လေဒီရိုက်ပေးတဲ့အမျိုးသမီးရဲ့နေရာကိုဝန်ခံစားကြည့်လိုက်တာဟာဒုက္ခပဲအခုချိန်မှာအခုအခုလေးတွေမဲ့ဒီသတင်းကတက်လာတာဆိုတော့ကွာအခုချိန်မှာသူလုံးဝအယူမီဝိုင်းဖြစ်နေပြီကြံခဲ့တဲ့မိသားစုတွေလည်းဘလို့မှဒီရာကြီးကိုလက်ခံနိုင်မှာမဟုတ်ဘူးကွာဒီဗီဒီယိုကြည့်နေတဲ့ကိုတော်မှပဲအရန်ဟို ဘယ်လိုပြောမလဲတော်တော်ကြီးစိတ်မကောင်းဖြစ်ပြီးတော့တော်တော်ကြီးကြောက်သွားတယ်သိလားတော်တော်ကြီးကြောက်သွားတယ်တန်ဝေကရစရာဗီဒီယိုတပုတ်ပေါ့နော်အာပြီးတော့လေလူတွေရဲ့လေရှင်သန်ခြင်းနဲ့တိတ်ဆုံးခြင်းကြားမှာလေအလွာပပလေးတစ်ခုပဲချားတယ်ဆိုတဲ့စကားအယမ်းမှန်တယ်နော်အယမ်းမှန်တယ်လူတယောက်တိတ်ဆုံးဖို့ကလေချက်ချင်းအဲ့လိုမျိုးတိတ်ဆုံးဖို့ကဘယ်ရာမှမခက်ခဲဘူးသိလားဘယ်ရာမှမခက်ခဲဘူး တော်တော်ကိုကြောက်စရာကောင်းတဲ့အနေထားပေါ့နော်ဒီယောဂအရာဒီလိုမျိုးတွေသိဆုံးတာဒါဟိုဟာပေါ့အဲမင်းသွေးလိုပုံစံမျိုးပေါ့နော်ယုတ်တရက်ယုတ်တရက်ဟာတက်နဲ့ဒါဆုံးတဲ့သူတွေကလေနောက်မှကြံခဲ့တဲ့မိသားစုတွေအတွက်ကတကယ်ကိုအယူမီးဝိုင်းနဲ့ကြံခဲ့ရတဲ့လိုမျိုးပဲနေမှာတော်တော်ရုပ်စိတ်မကောင်းစရာ ခုလည်းဒီနေ့လည်းအဲ့လိုစိတ်မကောင်းစရာသတင်းတစ်ခုတက်လာပါတော့ဆိုတော့တယောက်လည်းအဲ့လိုပဲဆိုရင်းနဲ့ဒုံးလိုပြစ်လွှဲသွားတယ်အဲ့လိုအဲ့လိုမျိုးတွေပေါ့နော်ခုရပိုင်းနဲ့တော်တော်များများကြားနေရတာအဓိကတော့ဟတ်တက်ပဲ in fact ပေါ့နော်သူကသူကတော့ဒီ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 ညီလေးကတော့ဆိုတော့ညီလေးကတော့သူကအရင်ကကသူကဘယ်လိုပြောမလဲကွာ stamp ထည့်ထားရဖြစ်မယ်ပေါ့နော်နှလုံးကူထားရလို့တော့သိတယ်ပေါ့နော်အဲသူဟိုဟာရအကောင့်ထဲဝင်ကြည့်လိုက်လည်းသူကအရင်တော့စက်တီတွေပဲတောက်ထားတယ်အရင်တော့တော်တော်ဝရတယ်ပေါ့နော် ဆေးရုံတက်ထားတဲ့ပုံလေးတွေ့နောက်23လောက်ကဆိုတော့သူနှစ်နှစ်တွင်မှသူဘာရောဝင်းတော့ကြာလာဒါပေမဲ့လည်းဆက်လေးကအဓိကပဲကျွန်တော်မြင်တော့ဆက်လေးလိုပဲထင်တယ်ဘာလို့လဲဆိုတော့နိပညာတန်ဝင်းတော်များဆက်လေးတောက်တယ်သူတို့က emotion နဲ့ဆိုင်နေပေါ့နော်ဆက်လေးကိုအရန်ကြိုက်တယ်အဲ့တော့သူတို့အဓိကဖြစ်သူတို့ကသူတို့ရဲ့နှလုံးသားနှုတ်တယ်နှုတ်တယ်နိပညာရှင်နဲ့နှုတ်တယ်ဟိုသူတို့ကဟိုခံစားချက်နဲ့လှုပ်လှုပ်ရတဲ့လူလို့ပဲကျွန်တော်မြင်တယ်ကျွန်တော်ဘာမှတခြင်းမဆိုတတ်ဘူးတခြင်းတော့နားထောင်တတ်တယ် ခံစားရတယ်ဒါပေမဲ့တခြင်းမဆိုတတ်ဘူးမဖွဲ့နဲ့တယ်ဘူးကျွန်တော်ကအဲ့လိုမဖွဲ့နဲ့တယ်ဘူးကျွန်တော်ကအဲ့လိုမျိုးဟိုတနာတယ်မယ်ကျင်နာတယ်မယ်ဆရာဝန်နှလုံးသားတော့ရှိမယ်ဒါပေမဲ့တခြင်းကိုအမှုပညာကိုဖွဲ့နှွဲလောက်အောင်ဒီနှလုံးသားမရှိဘူးအဲ့တော့တို့ကခံစားလွယ်တယ်တို့တွေကအမှုပညာရှင်တွေကစိတ်နဲ့啊စိတ်နဲ့တာပေါ့နော်မတွေးလို့ပါလို့ကြည့်လိုက်ညနာမျက်လုံးကအစတေးဥဆောင်ရဲ့လုံးဝလုံးဝအပြည့်ထဲ့တာကွာသိရမလားအဲ့လိုလူတွေကဟတ်တက်တွေဖြစ်တာကွာအဲ့တော့ကျွန်တော်တို့ကြတော့ တိတ်မထည့်ဘူးလားမသိဘူးအဲလုံးကဘာမှမဖြစ်ဘူးဟိုသွေးနဲ့မတိုးဘူးပေါ့နော်အဲအဲ့လိုအဲ့လိုမျိုးခုတော့ကန်ကောင်းနေသေးပေါ့နော်55မကျော်သေးဘူးဒါပေမဲ့သွေးမတိုးဘူးဟိုစီကျိုလည်းမရှိဘူးဟိုရင်မလည်းမအောင်ဆိုင်လည်းမဖြစ်ဘူးဘာမှမဖြစ်ဘူးဆိုတော့အဓိကစိတ်လည်းပါတယ်ပေါ့နော်စိတ်ကထားတတ်တယ်ပေါ့နော်အဲအဲ့လိုလည်းပါကျွန်တော်ကံကောင်းတာပေါ့နော်ကျွန်တော်တကဝါရီသိပ်ဘာမှသိပ်မများရဘူးဆိုတာအမျိုးသမီးကကျွန်တော်ရဲ့တဝက်ကိုထမ်းထားတာပေါ့အဲ့တော့ကျွန်တော်ဒီနေ့လဲဆံဝင်တဲ့အုပ်စုတွေရဲ့၄ယောက်တွေ့ရပေါ့နော် ကျွန်တော်နဲ့ဆရာဝန်နှစ်ယောက်ကတော့ AC ပဲ၃ယောက်ကလည်းအဲ့လိုပဲ၃ယောက်၃ယောက်လုံးကသူကမြို့သမီးတွေကသူကသူကဒီဖက်တလန်းကြီးအလုံးလုံးကြတယ်ကုညီကြတယ်ပေါ့နော်အဲဆရာဆရာတယောက်ကတော့သူကအဲ့လိုပဲနာမည်တော့မပြောတော့ပါဘူးဆရာငါဆရာကျွန်တော်အရန်စာနေပါတော့ကျွန်တော်ဒီခီးသွားနေဆရာကြတော့သူကြောက်တဲ့ယုံရတာဆိုတော့သူ့အတွက်ကဝါရီများတယ်စိတ်ပူတယ်ဖာညာဆိုတော့အဲ့အဲ့လိုအဲ့လိုသဘောပဲအဲ့လိုသဘောပဲလောကမှာအဓိကတော့နှလုံးနှလုံးကအဓိကစိတ်နဲ့လဲဆိုင်တယ်လို့အဓိကမင်းကတော့ဆက်လိုက်ပဲ ကျွန်တော်တို့ပြောချင်တာရှောင်းနှလုံးနဲ့ပတ်သက်တာတွေเนาะစိတ်တို့စိတ်ညစ်တာတွေစိတ်ဖြစ်စုများတာတွေစိတ်နှစ်တာတွေရှော့ပါเนาะအဲမှာထားလိုက် orderly orderly ပြီးပြီ all gone ထပ်ပြီးသွားပြီခုနပြောပြီကျွန်တော်ဘရောမှာကျွန်တော်ပြောပြရပြန်မကြည့်ဘူးဒါခါလေအဲ့လိုအဲ့လိုကြောင့်မို့ sorry ပါကျွန်တော်ရဲ့စိတ်အခြေအနေကကျွန်တော်ကပြီးပြီးပြီပဲပြောပြီးပြီးသွားပြီကိုတာဝန်ကြီးတယ်တခုခုနဲ့ပတ်သက်ရင်ကိုတာဝန်ကြီးတယ်ငါဒီစိတ်ကထိုင်ပြီးတော့ပြီးပြီ အာကိုတတောင်းဝင်ကြည်တယ်ပေါ့နော်ကိုတောင်းဝင်ကြည်တယ်ကိုတွက်ကိုဒါစိတ်ကိုအလုံးလုံးချနိုင်တယ်ပေါ့နော်ရေးကြည်တာစိတ်နှလုံးနှလုံးကြောင့်ဖြစ်တာများနှလုံးအမောဖောက်လို့ရုပ်တရက်ကြီးရတာဆုံးမသွားတယ်ကျွန်တော်ဒီမှာနိုင်ငံကအစိုးတော်ပိုအတီနိုရဲ့တင်းတွေကိုတွေ့ရတော်တော်ကိုစိတ်မကောင်းဖြစ်မိရဲ့သူပရိသတ်ကိုအားရပါရဖြောပြီးနေနေတဲ့ကူမှနောက်ကိုလန်ကြပြီးတော့ရုပ်တရက်ကြီးသက်ဆုံးမသွားတယ်ပေါ့လေဒီဖြစ်ရတဲ့အကြောင်းရင်းအားလည်း heart attack နှလုံးအမောဖောက်တယ်ဆိုပြီးတော့သိရတယ် နေမှာရောဒီနှလုံးအမောဖောက်တယ်ဆိုတာဘာကြောင့်မို့ဖြစ်ရလဲလူတယောက်ကိုအသက်ဆုံးမသွားစေနိုင်တဲ့ certain cardiac arrest လို့ခေါ်တဲ့နှလုံးအမောဖောက်တာလေးနှလုံးစီးကျမှမှန်တာလေးဘာကြောင့်မို့ဖြစ်ရလဲဆိုတာနဲ့ပတ်သက်ပြီးရောကျန်းမာရေးပူကြရအောင်ညောင်းပြပါမယ် certain cardiac arrest ဆိုတာကရုတ်တရက်ကြီးနှလုံးကရှက်တန်သွားတယ်ရုတ်တရက်ကြီးသိစေနိုင်တဲ့ cost တွေပေါ့ဗျာအဖြစ်နိုင်လဲဆိုတော့လူတယောက်ကိုရုတ်တရက်ကြီးသိစေနိုင်တဲ့အချက်ကအဓိကနှလုံးပဲတော့နှလုံးကတကူလုံးမှာရှိရသွေးတွေကိုရောက်အောင် ဆပ်ပိုပေးရပါလေသူညှင့်မှာဒီအုံနောက်တွေအသေးတွေကြောက်ကတ်တွေတခြားနေရာတွေအကုန်လုံးကဒီနှလုံးတစ်ခုတည်းပေါ်မှာမိခိုးနေတာနှလုံးသူ့ရောက်မှာသူ့လုပ်ငန်းဆောင်တာတွေသိချာလုပ်နိုင်မှာနှလုံးကသွေးရည်ကိုညှစ်ပေးရပါလေအဲ့သွေးရည်မှာကျွန်တော်ခန္ဓာကိုယ်ရလိုအပ်တဲ့အောက်ဆီဂျင်တွေလိုတယ်တခြားအရေးပါတဲ့ခန္ဓာကိုယ်အတွက်အာဟာရတွေလိုတယ်အဲ့အာဟာရတွေကိုတခြားခန္ဓာကိုယ်အစိတ်ပိုင်းတွေကရမှာပြည့်ပြည့်ဝဝရမှာသူ့ရဲ့လုပ်ငန်းဆောင်တာတွေကိုလိုက်ပြီးမှလုပ်လို့ရတယ် အဓိကလူတယောက်ရုပ်တရက်ကြီးအသက်ဆုံးပါတော့ရယ်ဆိုရင်အဓိကနှလုံးကြောင့်မဟုတ်ပါဘူးအဓိကဖြစ်ကြနှလုံးကပုံမှန်မှာဆိုရင်ကျွန်တော်အများကြီးညှင့်ပေးနေရတယ်ကျွန်တော်ဥပမာတကယ်လို့မှရှိရအစိပ်ပိုင်းကြရတယ်အများကြီးသွေးလိုအပ်နေရတယ်အာဟာအာဟာရကြီးလိုအပ်နေရတယ်သူကအများကြီးညှင့်ပေးနေရတယ်ဒီလိုညှင့်ဖို့အတွက်ကလည်းသူကိုယ်တိုင်ကလည်းအာဟာရပြည့်နေမှရမှာ သူကိုယ်တိုင်ကလည်းဒီသွေးလိုအပ်တယ်ပေါ့လေသူသွေးဘယ်ရရတယ်ပေါ့သူသွေးရရအကြောင်းရတယ်သူကိုယ်တိုင်ညှင့်လို့ရတာသူညှင့်ရတဲ့အချိန်မှာ သူ့ရဲ့ဘေးထားမှာရှိရဲဒီကြွက်သားတွေပေါ့လေသူ့ကိုယ်တိုင်မှာပါတဲ့ကြွက်သားတွေရဲ့တွင်းကြောလေးရဲ့မှာသူ့နှစ်တိုင်းနှစ်တိုင်းမှာသူ့ကိုယ်တိုင်ကိုတွေးပြန်ရတယ်ပြီးရောတခြားနေရာတွေလည်းတွေးရတယ်ဘာလို့နှလုံးအမောဖောက်တာဖြစ်တဲ့လဲဆိုရင်အဓိကကနှလုံးတွေးကြောထဲမှာရှိရဲနယံလေးရဲ့မှာ အစီရင်ဆွင်းဆိုရင်လည်းကျင်းလာတယ်လို့ဖြစ်တာကျွန်တော်တို့မြောင်းရည်ပိတ်တယ်လို့ပဲမြောင်းရည်ပိတ်တာ၏ပထမဆက်ဆက်ချင်းမြောင်းထဲမှာဒီအမိုက်တွေစပိတ်တယ်ဆိုရင် ပုံမှန်လေးစီစဉ်နေတိတ်တနာမရှိဘူး။ဒါပေမဲ့အမိုက်တွေပုံရင်းပုံရင်းပုံရင်းနဲ့တစ်ချိန်ချိန်မှာများဒီအမိုက်တရားများပိတ်သွားခဲ့ရင်ဒီမြောင်းပေါက်ပိတ်ရင်ကျွန်တော်တို့ကသွေးစီစဉ်မှုရေစီစဉ်မှုမရှိတော့ဘူး။အဲ့လိုပုံစံလိုမျိုးပဲကျွန်တော်တို့ကသွေးကြောတွေထဲမှာသွေးပုံမှန်စီစဉ်နေဖို့အတွက်ကအဟံအတားမရှိဖို့လိုအပ်တယ်။ဒီလိုမျိုးနှလုံးသွေးကြောပိတ်သွားတယ်၊ကျင်းသွားတယ်၊နှလုံးကောင်းမမြင်နိုင်တော့ဘူး၊ရုပ်ပြည့်ကြီးအသက်ဆုံးသွားရဲ့သူရဲ့ဖြစ်စဉ်တွေမှာဆိုရင်သူ့ရဲ့သွေးကြောနံရံလေးရမှာ အစီလေးတွေရ နှစ်ပေါင်းများစွာပုံပုံလာတယ်ပုံလာပြီးမှနောက်ဆုံးအဆင့်လုံးဝကိုပိတ်သွားလို့ရှိရင်သူကိုယ်တိုင်ကလည်းသွေးမရတော့နှလုံးသွေးကြောပိတ်သွားတဲ့အခြေအနေဆိုသူကိုယ်တိုင်သွေးမရတော့သူ့ရဲ့လုပ်ငန်းဆောင်တာနှိမ့်ရတဲ့တာဝန်မလုပ်နိုင်တော့တခြားခန္ဓာကိုယ်အစိပ်ပိုင်းတွေကသွေးမရတော့အချိန်မှာအရေးကြီးဆုံးဖြစ်တဲ့ကျွန်တော်ရဲ့အုံနောက်ကသွေးမရတော့သွေးငတ်သွားတယ်ပေါ့လေဒါပေမဲ့အုံနောက်သွေးငတ်တာကဒုတိယအဆင့်ကြောက်ဖို့ကောင်းတာဒီအုံနောက်သွေးရဖို့အတွက်ကလည်းနှလုံးကပြင့်ပင်နေမှရပါ ြစ်ရတဲ့အကြောင်းရင်းကနှလုံးကမညစ်နိုင်လို့အုံနောက်ကသွေးမရတာသွေးမရတော့ဒီအုံနောက်သွေးမရရဖြစ်စဉ်တော်တော်ကိုကြောက်ဖို့ကောင်းတယ်ကျွန်တော်တို့60အခုလက်ရှိအရန်ဝါတဲ့သူတွေနှလုံးသွေးကြောချင်းယောဂကြီးတဲ့သူတွေအတွက်တော့တကယ်ကိုမှဒေထားမချက်ပေါ့ဗျာခင်ဗျာနေ10စက္ကန့်အတွင်းအုံနောက်ကိုသွေးမရဘူးဆိုရင်ရုတ်တရက်ကြီးလဲကျသွားတယ်အုံနောက်ရဲ့လုပ်ငန်းဆောင်တာတွေစပြီးမလုပ်နိုင်တဲ့အဆင့်ဖြစ်တယ်သူက60စက္ကန့်နဲ့ကိုအုံနောက်ကသိကောင်းကောင်းလုံးမလုပ်တော့အငြင်းန်းသွေးစက်ဖို့လိုအပ်တယ်ပေါ့လေ ဒီရုတ်တရက်ကြီးလဲကြသွားတယ်လို့ရုတ်တရက်ကြီးတတိလက်သွားတယ်ဆိုတာအုံနောက်ကိုသွေးစည်းစင်းမှုရက်တန်သွားရဲ့ဖြစ်စဉ်ကြောင့်မဖြစ်တယ်ကျွန်တော်အဲ့အချိန်မှာမြန်မြန်ကယ်မအောင်ရမှာဒါမှမဟုတ်အုံနောက်ကပုံမှန်အားဖြင့်ဆိုရင်၄မိနစ်ကနေ၆မိနစ်ကြော်လာလို့ရှိရင်အုံနောက်ရဲ့လုပ်ငန်းဆောင်တာရကယ်လို့မရအောင်ထီလို့စပြီးမှပြတ်တယ်အကြောင်းမို့ကျွန်တော်တို့ရေသတိတက်တဲ့လူနာတွေရုတ်တရက်ကြီးနှလုံးမညစ်နိုင်တော့ရဲ့လူနာတွေအမောဖောက်တဲ့လူတွေဆိုရင်နှလုံးကိုတက်ပြီးမှဖိပေးရတယ်ပေါ့လေ CPR လုပ်တယ်ပေါ့ စီပီအာလုပ်တယ်ဆိုတာကကျွန်တော်နှလုံးကညှင်းရမယ့်နေရာကိုလူကနေတော့ပြီမှာညှင်းပေးရတယ်လူကနေဖိပြီးညှင်းပေးရတဲ့သဘောမျိုးပေါ့လေအဲ့လိုဖိရတဲ့အချိန်မှာကျွန်တော်နှလုံးကသူ့အနေနဲ့သူမညှင်းနိုင်ဘူးအပြင်ကနေဖိပြီးရောဒီနှလုံးဝင်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ညှစ်တာတွေကိုပြန်ရတယ်ခဏတာရတာပေါ့လေအချိန်မှာအုံနောက်ကိုများပြန်ပြီးတော့သွေးသွားရောက်ရင်လူနာတတိပြန်လာကောင်းပြန်လာနိုင်တယ်ပေါ့လေကျွန်တော်တို့ဘက်ကလည်းဒါအပြင်ကနေဖိပြီးရောစန့်ကြည့်ရတဲ့မျိုးမျိုးပဲဒါကြောင့်မို့ CBR လုတ်တယ်တို့အရေးပေါ်အသက်ကယ်တယ်ဆို အရန်ရန်ကိုရေးကြည့်တယ်။မြ мян ကိုအရှင်ယူနိုင်မှရမှာ။ကိုက5မိနစ်6မိနစ်နဲ့ CPR လောက်ရမှာကိုမသိဘူး။ဆိုရင်ဒီအုံနောက်ကသွေးမရဘူးဆိုရင်အုံနောက်ရက်သွားခင်ရင်ချက်ချင်းကိုသိသွားတတ်တယ်။ဒါကြောင့်မို့ CPR ထုတ်ရရန်ရေးကြည့်တယ်။အခုဒီဖြစ်စင်မှာဆိုလေဒီစင်ပေါ်ကသူ့ရဲ့အပေါင်းဖော်ရင်အရန်ကိုတော်ရထက်ပါတယ်။ကျွန်တော်တော်တော်ကိုချီးကျူးပါအဲကိုအဒီနိုလဲသွားတယ်သူချက်ချင်းကိုပြေးတာ CPR ထုတ်တော်တော်ကိုတော်တာတော်တော်ကိုတော်တော်မှတော်တာ နိုင်ငံခြား case တွေမှာနိုင်ငံခြားမှာဖြစ်တဲ့ဒီဘောလုံးသမားရုပ်ပြည့်လဲတဲ့အချိန်တော့မတ်မီရဲ့ Aris Alisson လားမသိဘူးတစ်ခေါက်တော့ဟို2000ကိုလွန်ခဲ့ရဲ့6နှစ်တုန်းကထင်တယ် Manchester United player ပေါ့လေခုချိန်မှာဆိုသူဆိုလဲနှလုံးမောဖောက်တာပဲသူ့ရဲ့ teammate တွေချက်ချင်းပြေးတာရဲ့နှလုံးကိုချက်ချင်းဖိပေးတဲ့အချိန်မှာသူကတော့အသက်ရှင်သွားရဲ့ case ဖြစ်တာပေါ့လေအဲ့လိုမျိုး CBR ကအရန်ရန်ကိုလေ့ကြည့်ရပေါ့ပြောချင်တာကအချိန်က လူရဲ့အသက်ပဲအချိန်နည်းနည်းလေးနောက်ကျသွားတာနဲ့လူအသက်ဆုံးပါတဲ့အထီကိုဖြစ်သွားနိုင်တယ်ပြောချင်တဲ့အဓိပ္ပာယ်ကဒီနေရာမှာဆိုရင်နှလုံးပါကြမှုမနစ်ရတယ်လေဆိုပြီးအဓိကသူ့ထဲမှာရှိရဲသွေးကောင်းကောင်းအဆီဇင်လို့သွေးတွင်းအဆီကြီးညာနေလို့အဲ့တော့ဒီသွေးတွင်းအဆီမများအောင်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်အဆီအစိမ့်လေးချော့စားရမယ်အဆီများတဲ့အစားတောက်တွေကိုချော့ပြီးမှစားရမယ်စိတ်လေးတွေအရက်တွေကြိုက်တတ်တယ်ဆိုရင်လည်း ဒီလိုမျိုးတွေတွေ့ရရဆိုရင်ဒါကြောက်ပေါ့လေဒီစိတ်လေးတွေအရက်တွေကိုဖြတ်ဖို့ရအောင်ကြိုးစားကြပါနောက်တစ်ခုကဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှသွေးရင်းအစီချာသေးညတော်အောင်မယ်စေးဒီမနဲ့တောင်းအောင်မယ်သွေးကျဲစေးတွေကိုကိုယ်ကနဲ့ကိုယ်ဖြတ်မပြီးမနော်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်တင်းကကျွန်တော်ခန္ဓာကိုယ်မှာရှိရဲ့သွေးကြောထဲမှာဒီကိုလိုစရိတ်တွေပါရှော့တော့ကြပြတကယ်ကြောက်ဖို့ခေါ့ကိုယ်ကနဲ့ကိုယ်များရက်ပလာရင်သွေးရင်းအစီပူရင်းပူရင်းနဲ့စူရင်းစူရင်းနဲ့ပိတ်သွားလို့ရှိရင် ်ရုပ်တရက်ကြီးနှလုံးမောဖောက်တာတွေစတန်ကားကြီးအရက်ရရတာဖြစ်နိုင်တယ်။အခုမနက်ခင်းမှာတောက်တဲ့တွေးကျဲစီရာလဲသွေးပုံမှန်စီစဉ်အောင်လို့လုပ်ပြရစီဖြစ်တဲ့အတွက်အရန်ကိုအရေးကြီးရစီဖြစ်ပါတယ်။ဒီနေ့မှာဒီနှလုံးအမောဖောက်တယ်ဆိုတာဘာဖြစ်တာလဲဆိုတာသိသွားပြီလို့ပြောနေပါတယ်။ဟုတ်ကဲ့ပါတရင်နဲ့လူစုံသားတဲ့အကြောင်းအရာလေးတွေကိုနေ့စဉ်ပုံမှန်တစ်ဆက်ပြမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နှိပ်ထားနေပါတယ်ဒီပုံနဲ့ပတ်သက်ပြီးတော့မရှိသေးတဲ့ထင်မှုစကြက်လေးတွေကိုလည်းအောက် comment မှာရေးပေးသွားခဲ့ပါဦးခင်ဗျာ